တရုတ်ပကံလုံတွေဟာတရုတ်ပြည်မှာထွက်ရှိသောအရေးသွေးမြင့်ပကံလုံများကိုဆိုလိုတာပါထိုပကံလုံတွေကိုရှင်ဟောင်းနုပညာအလားအပါစတိုင်များနဲ့တရုတ်အမတ်တစိမ့်များကိုပေါင်းစပ်၍ထုတ်လုပ်ထားပြီးကမ္ဘာတဝန်းမှာ အလွန်လေးနဲ့သောအလားအပါနဲ့အတူနာမည်ကြီးခဲ့ပါတယ်အထူးသဖြင့်တရုတ်မင်းဆက်ထီးနန်းဆိုးစံတဲ့ကာလမှာပကံလုံထုတ်လုပ်မှုတွေပေါ်များခဲ့ပါတယ်တရုတ်ပကံလုံတွေရဲ့အဓိကအချက်ကတော့အများကြီးပါပဲတရုတ်ပကံများဟာခေပေါ်ပကံထုတ်လုပ်ရေးရဲ့အစပြုခြင်းနဲ့အရေးသွေးအမြင့်ဆုံးပကံများကိုဖန်တီးနိုင် ိုင်ခဲ့တဲ့တရုတ်နိုင်ငံရဲ့ရှင်ဟောင်းတမန်ရှိထိတ်တန်အလပကံလုံးများဖြစ်ပါတယ်ပကံထုတ်လုပ်ခြင်းဟာခင်မင်းရင်းနှီးမှုများရှေးဟောင်းပြန်လဲဖွဲ့စည်းမှုများနဲ့တရုတ်ရိုးရအမှုပညာများကိုဖော်ပြထားတာဖြစ်ပါတယ်။တရုတ်ပကံများကိုအဓိကအားဖြင့်ဆီလီကွန်အသားနဲ့ပြုလုပ်ထားတာပေါ့။ဆန်နယ်ဖန်တီးခြင်းလည်းနဲ့ဖန်တီးခြင်းဆိုပြီးအမျိုးမျိုးရှိပါတယ်။ပကံလုံးမျိုးစားတွေလည်းအများကြီးရှိပါတယ်။ဒီဇိုင်းတွေကလည်းအဆုံရှိတဲ့အထဲမှာအပြာရောအဝါရောရှောင်းစောပကံတွေဟာဒါမဲ့အကြီးဆုံးပါပဲ ။တရုတ်ပကံတွေဟာလက်မုံအမှုပညာလုပ်ငန်းတွေနဲ့အမှုပညာတကူများနဲ့အထူးဆက်ဆက်ကြောင်းသိရှိရပါတယ်။သူတို့ကိုစားသောက်ဆိုင်များရုံခန်းများအခမ်းအနီများမှာအသုံးပြုကြသလိုရှင်ကြီးမှုပွဲများအလားဆင်ပွဲများတွင်လည်းအသုံးပြုကြပါတယ်။တရုတ်မှာနာမည်ကြီးတဲ့ပကံထုတ်လုပ်သူများကတော့စင်တစန်းပကံနဲ့ရှင်ဟွာပကံတို့ပဲဖြစ်ကြပါဗျ။